စေးသမားတယောက်ကအဲ့ဒီအိမ်ထဲမှာဝင်ပြီးတော့သူစေးသုံးတယ်ပေါ့နော်စေးအလွန်ကျွန်သုံးပြီးတော့ short ဖြစ်ပြီးတော့အသေးဆုံးသွားတယ်သေဆုံးသွားတဲ့အခါကျတော့အနီနာဝင်ကျင်ရသူတွေကလည်းစအသေးသေးချင်းမှမတည်ဘူးပုတ်စော်နိုင်ငံမှာလိုက်ရှာရင်းနဲ့အဲ့ဒီအိမ်ထဲမှာဒီစေးသမားတယောက်ကစေးအလွန်ကျွန်သုံးပြီးတော့စေးသုံးတဲ့ပစ္စည်းတွေနဲ့တကွာပေါ့နော်တေဆုံးနေတာကိုတွေးလိုက်တယ်အားနေပဲတက်ဆိုင်ရာတွေကအဲ့ဒီအလောင်းကိုကောက်သွားတာပေါ့နော် ားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ခေါ်သွားမယ့်နေရာကတော့စီစကဲမြို့နယ်တဲကတရဲအရန်6တဲဆိုတဲ့ဈေးဆိုင်တလုံးကိုခေါ်သွားမှာပေါ့နော်ဈေးဆိုင်လို့လည်းပြောလို့ရတယ်ဗျ तू ကအိမ်ပုံစံမျိုးနဲ့စောက်ထားတယ်ပေါ့နော်အိမ်နဲ့ဈေးဆိုင်တွဲပြီးတော့ရင်တော့က तू ဖွင့်ခဲ့တဲ့ပုံစံမျိုးဒါကြောင့်ဟိုအိမ်လို့ပြောရင်လည်းမမှားဘူးပေါ့နော်အဲ့ဒီဈေးဆိုင်ရဲ့ ဖြစ်ရမယ့်အကြောင်းအရာကိုကျွန်တော်အချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင်အခုမြင်တွေ့နေရတဲ့သူကတော့ဒါဈေးဆိုင်ပိုင်ရှင်ဦးလေးကြီးပေါ့နော်သူ့ရဲ့အမိကတော့ဦးကဲလို့ခေါ်တယ်ဒီလူကြီးကသူ့ရဲ့ရွှေမျိုးသားချင်းတွေပြောပြချက်အရာဆိုရင် မသေးဆုံးခင်ကတည်းကပေါ့နော်သူကစီကံနဲ့အရန်ကြီးတယ်အဲသူ့ရဲ့ပစ္စည်းဥစ္စာတွေဆိုရင်လည်းသူကအရန်ဥစ္စာ၆တဲ့ထဲမှာပါတယ်ပေါ့နော်တတ်မှတ်တဲ့ထဲမှာပါတယ်သူကနောက်ဆုံးပါဒီကေစာယောဂာနဲ့သူဆုံးပါသွားတယ်အဲသူ့မှာတူရတူမတယ်ညီကိုမောင်နှမတွေတော့ရှိတယ်ပေါ့နော် ဲ့တော့သူတည်ဆုံးလာတဲ့ခါကျတော့သူပိုင်ဆိုင်တဲ့ဒီဈေးဆိုင်ကိုသူ့ရဲ့ရွှေမျိုးသားချင်းတွေကဆက်လက်ပြီးတော့ထိမ့်သိမ့်ပြီးတော့ရောင်းချတယ်အဲ့တော့အခါကျတော့အဲ့ဒီဥကယ်ရပါတော့သူပိုင်တဲ့ဒီပစ္စည်းတွေကိုတခြားသူတွေသုံးဆွဲတာသူစားလုပ်ထားတဲ့ဒီအိမ်မှာနေတာကိုသူမကြိုက်လို့လားမသိပါတော့အမျိုးမျိုး၆လက်နဲ့အိမ်သားတွေကိုလည်းသူဝင်ပူးတာမျိုးတွေလုပ်တယ်သူ့ရဲ့ရွှေမျိုးသားချင်းတော်မှာပဲနော်ဒါပစ္စည်းကိုဆွဲလန်းတဲ့စိတ်ဘလောက်အောင်ချက်ဖို့ကောင်းလဲဆိုတာအဲ့ဒီခါကျတော့ရွှေမျိုးသားချင်းတွေကလည်းဆက်လက်ပြီးတော့အမှမနေရတော့ဘူး မနေရတဲ့နောက်ဆုံးကြတော့အဲ့အရာကြီးကိုဒီတိုင်းမဲ့ထားလိုက်ရတာပေါ့နော်။ तू ကဟိုဈေးဆိုင်ဆိုပေမဲ့အိမ်နဲ့ तू ကတွဲရက်ဖွင့်ထားတာပေါ့နော်။အိမ်ဈေးဆိုင်ပုံစံမျိုးလုပ်ထားတာ။အိမ်လို့လည်းပြောလို့ရတယ်။အဲ့တော့ဆွေမသားချင်းတွေကလည်းဒီတိုင်းမဲ့ပြစ်ထားလိုက်တာပေါ့နော်။ဒီအဲ့အာနဲ့ဒီဈာမာဒီဆိုင်ကန်းငားတဲ့သူတွေလာပြီးတော့ငားသေးတယ်။ငားတဲ့ခါကျတော့လည်းငားတယ်။ငားတော့လည်းခဏပိုင်းပဲနေလို့ရတယ်ပေါ့။နောက်ပိုင်းဆိုရင်၆တာပဲဦးအဲ့ဒီဥကေရပါတော့အမျိုးမျိုးသူဆောက်လဲနေတဲ့ပစ္စည်းတွေပြစ်ပေါက်တာမျိုးတွေဘာလို့သူဆောက်လုပ်ထားတဲ့ ဒီအိမ်မှာအရောက်နေထိုင်တာကိုလုံးဝမကြိုက်တဲ့ပုံစံပေါ့နော်။ तू အဲတက်ချစ်ထင်ရှားရှိခဲ့တော့ကသူသုံးပြတဲ့ပစ္စည်းတွေတခြားသူတွေကင်တာတွေ့လာ तू မကြိုက်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်တဲ့။အဲ့ဒါကြောင့်မလို့ဒီဆိုင်ကန်းငှားတဲ့သူတွေကလည်းမငှားတော့ဘဲနဲ့အဲတနေရာကိုပြောင်းရွှေ့သွားတာပေါ့နော်။နောက်ပိုင်းမှာအဲ့ဒီအင်ကြီးကစွန့်ပစ်ခံအင်ကြီးတစ်လုံးဖြစ်သွားတာ။အဲ့ဒါကိုကျွန်တော်သွားရောက်ပြီးတော့ ေထားရှိတယ်ဆိုတာကိုနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အစိပ်ပိုင်းတွေလည်းရှိသေးတယ်အဲ့ဒါကိုတော့ကျွန်တော်ဟိုရောက်ခံမှာအသေးစိတ်ထပ်မှန်ပြီးတော့ရှင်းပြမယ်ပေါ့နော်လောလောဆယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တို့အတူတူအဲ့ဒီစစ်စစ်ကဲမျိုးနယ်တွေကတရေရန်ချောက်တဲ့ဆိုတဲ့အင်ကြီးစီကိုကျွန်တော်တို့သွားလိုက်ရအောင်ပေါ့နော် အခုမြင်တွေ့နေရတဲ့အိမ်ကတော့ဥကဲအတက်ချင်ချင်ကြားရှိခဲ့တုန်းကသူတို့မှနေပြီးတော့ဈေးရောင်းခဲ့တဲ့အိမ်ကြီးပဲဖြစ်တယ်ပေါ့နော်ဥကဲရဲ့မိသားစုဝင်တွေရဲ့ပြောပြချက်အရာဆိုလို့ချင်းဥကဲကလူပြိုကြီးတကူဒီမှလည်းဖြစ်တယ်တဲ့မိဘတွေသေဆုံးသွားတဲ့အခါကျတော့အမွေတွေကိုသူရလိုက်တယ်ပေါ့နော်အမွေတွေရတဲ့အခါကျတော့လည်းတချို့သူဝက်ကိုသူဖုံးကြောင်းလည်းလှူတယ် ူအရန်ရှိခင်တဲ့တူတွေတူမတွေကိုလည်းသူပေးတင်တဲ့လောက်ပေးတယ်ပေါ့နော်ဒါပေမဲ့ဥကေကသူပိုင်ဆိုင်ထားတဲ့ဒီပစ္စည်းတွေအပေါ်မှာတော့တတော်လေးကိုမှဟိုတက်မှတ်တဲ့စိတ်တော့ရှိပုံရတယ်ပေါ့နော်ပြီးတော့စီကံလည်းအရန်ကြည့်တယ်တဲ့ဒီနေ့မှာတော့ဥကေကဒီကင်စာယောဂနဲ့ပေါ့နော်နေမကောင်းဖြစ်ပြီးတော့နောက်ဆုံးမှအဲ့ဒီယောဂနဲ့ပဲသူဈေးရောက်နေတလန်ပဲတည်ဆုံးသွားတယ်တဲ့ သူတည်ဆုံးလာတဲ့အခါကျတော့ဥကေရဲ့အရွှေမျိုးသားချင်းတွေကဆက်လက်ပြီးတော့ဒီဈေးဆိုင်ကြီးနဲ့ဒီအိမ်ကြီးကိုဆက်လက်ထိန်းသိမ်းနေပေါ့နော်။နေနေဥကေအသက်ကြီးခင်ကြားရှိခဲ့တော့သူရောင်းခဲ့တဲ့ဒီပစ္စည်းတွေကိုလည်းရောင်းချတယ်ဆက်လက်ပြီးတော့အဲ့ခါကျတော့ဥကေကမကြိုက်လို့လားမသိဘူးတဲ့။အိမ်သားတွေကိုအမျိုးမျိုးသူခြောက်လှန့်နေပေါ့နော်။ညာဘက်ရောက်တော့ဆင်အဲ့ဒီဈေးဆိုင်ထဲမှာလမ်းလျှောက်တဲ့အတန်တွေချောင်းဟဲတဲ့အတန်တွေအခါတည်းမှာဆလို့ချင်ဥကေရဲ့ဒီအရေးအယောင်တွေကိုလည်းမိသားစုဝင်တွေကတွေ့ရတယ်တဲ့နောက်ပိုင်းမှာမိသားစုဝင်တွေကလည်းမနေရတော့ဘူးပေါ့နော် ဒါနဲ့ဥကေရဲ့မိသားစုဝင်တွေကလည်းအဲ့ဒီဈေးဆိုင်ကြီးကိုပိတ်ပြီးတော့ဒီတိုင်းကြီးပဲထားလိုက်တယ်ပေါ့နော်။ဒါနဲ့တနေ့မှာတော့ဒီဆိုင်ကန်းငားမဲ့သူတွေပေါ်လာလာနဲ့ပဲအဲ့ဒီဆိုင်ကန်းကိုငှားလိုက်တယ်။ငှားလိုက်တဲ့အခါကြပြန်တော့လေဥကေရပေါ့နော်။သူဆောက်လုပ်ထားတဲ့ဒီအိမ်နဲ့ဒီအိမ်ထဲမှာရှိတဲ့ပစ္စည်းပစ္စည်းရတွေကို ကိုင်းတာတွေ့လာဒီတာထိုင်တာကိုဟိုကြိုက်ပုံမရဘူးပေါ့နော်။သူ့ရွှေမြူသားချင်းတွေတော့မှပဲသူက၆လန့်နဲ့အဲအခါကြတော့ဒီနောက်ထပ်အဲသူနဲ့ဘာမှ ရွှေမျိုးမတော်တားမဆက်တဲ့သူတွေလာရောက်ပြီးတော့နေထိုင်တဲ့ခါကြပြန်တော့လေအမျိုးမျိုး၆လှန့်နေပေါ့နော်ဒါဝင်ပုတ်ကတဲ့အချိန်တွေထိကိုဥကေကလောက်လာတယ်။ရပါတယ်ဆိုလို့ရှိရင်အဲပေါ့နော်လမ်းလျှောက်တဲ့အတန်းတွေအဲ့ဒီဈေးဆိုင်ထဲမှာအပစ္စည်းတွေပြစ်ပေါက်တဲ့အတန်းတွေအဲ့လိုမျိုးတွေလောက်တာပေါ့နော်။ဒါနဲ့အဲအဲ့ဒီဥကေရဲ့မိသားစုဝင်နေတဲ့အဲ့ဒီအိမ်မှာနေတဲ့ပေါ့နော်အိမ်ငားတွေနဲ့ကတိုင်ပင်ပြီးတော့ဥကေအတွက်ရည်စုပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့ပြည်တရားတွေနာပေးတယ်။ဒါပေမဲ့လည်း ထုံးစံအတိုင်းပဲဥက္ကရာ၆ရက်အတိုင်းပဲ၆တယ်ပေါ့နော်ဒီပစ္စည်းဥစ္စာတွေပေါ့ဆွဲလန်းတဲ့စိတ်ကတော်တော်လေးကိုမှကြောက်စရာကောင်းတယ်ပေါ့နော်အသေးဆုံးသွားတဲ့အခါမှာဒီပစ္စည်းပစ္စည်းရသူပိုင်ဆိုင်တဲ့အရာတွေမှာဆွဲလန်းတဲ့အခါကြာတော့ပေါ့နော်ဆွဲလန်းတဲ့စိတ်နဲ့သိတော့ဒါကောင်းအောင်ဘုံဘဝမရောက်ပဲနဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာလည်းရှိတယ်ပေါ့နော်အော်ဆွဲလန်းစိတ်နဲ့သိခဲ့လျင်ပိတ္တာဘုံတို့ဝင်းဆိုတာကျွန်တော်တို့ငငယ်တော့ကတော့မှပဲအာနော်ဓမ္မ စကူးတွေမှာပါဒီမှာတင်ခဲ့ရတာမျိုးကြီးရှိတယ်။ကိုလည်းဥကေရဲ့အဖြစ်ကအဲ့လိုမျိုးဖြစ်နေတဲ့အနေထားပေါ့နော်။ဒါနဲ့နောက်ပိုင်းမှာအိမ်ငားတွေကလည်းအဲ့ဒီမှာမနေရတော့ဘဲနဲ့ဒီတိုင်းကြီးပဲထားလိုက်တာပေါ့နော်။နောက်ဆုံးမှာအဲ့ဒီအိမ်ကြီးကစွန့်ပစ်ခတ်အိမ်ကြီးပုံစံမျိုးဖြစ်သွားတယ်။တို့နဲ့တနေ့မှာတော့စေးသမားတယောက်ကအဲ့ဒီအိမ်ထဲမှာဝင်ပြီးတော့သူစေးသုံးတယ်ပေါ့နော်။စေးအလုံးကျုံသုံးပြီးတော့ short ဖြစ်ပြီးတော့အသေးဆုံးသွားတယ်။သေးဆုံးသွားတဲ့အခါကျတော့အနီးနားဝန်းကျင်ရသူတွေကလည်းအစအသေးသေးချင်းမှမတည်ဘူး။ ပုတ်စော်နိုင်ငံမှာလိုက်ရှာရင်းနဲ့အဲ့ဒီအိမ်ထဲမှာဒီစေးသမားတယောက်ကစေးအလွန်ကျွန်းသုံးပြီးတော့စေးသုံးတဲ့ပစ္စည်းတွေနဲ့တကွာပေါ့နော်တည်ဆုံးနေတာကိုတွေ့လိုက်တယ်အားနဲ့ပဲသက်ဆိုင်ရာလေးကအဲ့ဒီအလောင်းကိုကောက်သွားတာပေါ့နော်နောက်ပိုင်းမှာဆိုလို့ရှိရင်အဲ့ဒီအိမ်ကငကူမ၆တယ်ပေါ့နော်အဲ့ဒီစေးသမားတည်ဆုံးသွားတဲ့အခါကျတော့ငကူထက်ကိုပို့ပြီးတော့၆တယ်ပေါ့နော်အဲ့ဒီအိမ်ထဲမှာဥကေနဲ့စေးသမားရဲ့ဝိညာဉ်ဟာရှိပြီးတော့နှစ်ယောက်မတည့်မမြတ်ဖြစ်ပြီးတော့၆လန့်သလားလို့မသိဘူးပေါ့နော်ပတ်ဝန်းကျင်မှာတော့အိမ်နေတော့ရှိတယ်ဗျာ ဥကေနေထိုင်တဲ့ဒီခြံကြီးကတော့ဥကေမရှိတော့တဲ့နောက်ပိုင်းမှာလည်းဘလူးမမနေတဲ့ခါကျတော့ခုတ်တွင်ရှင်းနေမှုတွေမရှိတဲ့ခါကျတော့ပတ်ဝန်းကျင်မှာတော့တော်ပြီးထူနေတယ်ပေါ့နော်ပတ်ဝန်းကျင်ကလူတွေပြောပြချက်အရာဆိုလို့ရှိရင်ညဘက်တွေမှာဆိုလို့ရှိရင်ဒီအိမ်ကနေပြီးတော့တဲ့အော်ဇန်တွေလည်းချားရတယ်တဲ့အဲသူတို့ကြတော့ဒီလမ်းသွားလမ်းလာတွေပေါ့နော်အရေးအယောင်တွေကိုလည်းတွေးရတယ်လို့တော့ပြောကြတာပဲဗျအဲကျွန်တော်ရဲ့မိတ်ဆွေတွေကဘလို့ထင်တယ် တည်ဆုံးရတဲ့ဥကေရဲ့ဝိညာဉ်ပဲလားဒါမှမဟုတ်ရှိရင်ဝှချောက်လန့်နေတာကတည်ဆုံးရတဲ့စေသမားရဲ့ဝိညာဉ်ပဲလားဒါမှမဟုတ်ရှိရင်ဥကေကတယောက်တည်းနေရတာကြိုက်တဲ့လူဆိုတော့စေသမားကလာပြီးတော့ရှုပ်တဲ့ခါကျတော့နှစ်ယောက်မတင်းမမြတ်ဖြစ်ပြီးတော့ဟိုချောက်လန့်နေတာလားဆိုတာကတော့မပြောတတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုလေးကလည်းဒီလောက်ပါပဲအဆုံးထိအောင်နားစင်ခန်းစားပေးကြတဲ့ရှိသူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ